ကုဒနာရေမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါကုဒနာဟုတ်ကဲ့ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ဒီကျွန်တော်တို့ရဲ့တော်လန်ရေးရဲ့ကိစ္စတွေနဲ့ဆက်ဆက်ပြီးတော့ဗောနော်တရုတ်ဖီအားနဲ့မြန်မာလူတော်လန်ရေးရဲ့ရှေ့အလားလာဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါတယ်ဗျဟုတ်ကဲ့ကောင်းပါတယ်ကုဒနာဟိုင်းအဲ့တော့ဒီတစ်ပတ်အတွက်စပြီးဆွေးနွေးမယ်ဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော်ကကုဒနာကိုအရင်မေးမယ်ဗောလေနော်မေးခြင်းလဲဆိုတော့ အဲကျွန်တော်တို့ဒီ1027ပထမလိုင်းဒုတိယလိုင်းနောက်ပိုင်းပေါ့နော်ရှမ်းမြောက်မှာတကယ်ကိုဟိုတော်လန်ရေးအတွက်အားတက်စရာတွေလည်းအများကြီးဖြစ်ခဲ့တယ်မြို့တွေတိမ်းပေါ့နော်အားတခါလေးကိုကွဲကြီးကွဲကောင်းပေါ့ဗျာနောက်ဆုံးအာရမခါပေါ့ရှမ်းမြောက်တိုင်းစစ်ဌာနကျော်ကြည့်အောင်ကြားတဲ့အဆင့်နောက်လောက်ကန်ဒေါက်တာဆာကြားတဲ့အဆင့်စစ်ကိုကျုပ်တွေတည်တန်းတွေပြေးခံတဲ့အဆင့်အထိတကယ်ကိုစစ်တပ်တွေ FOP ရဲ့အလူးလဲတွေဖြစ်ပြီးတော့တော်လန်ရေးဘက်ကလည်းအားတက်ခဲ့ရသလိုတရုတ်ဖိအားတွေပြင်းထန်လာတဲ့နောက်ပိုင်းမှာလည်း အဲ့လိုမြို့တွေပြန်လဲဆုံးရှုံးရတာလေကိုကိုကန်တို့ TNL တို့ဆိုရင်အခုဆိုတေဝေဖီးယားအကြီးအကျယ်ဖီးယားပေးမှုပေါ့နော်အကြီးအကျယ်ရင်ဆိုင်နေရတဲ့အခြေအနေတွေပေါ့အဲ့တော့ရှမ်းမြောက်ရဲ့အဲစီးရေးနိုင်ငံရေး update အခြေအနေလေးတွေပြောပြပေးပါအောင်ဗျာဟောဒီကျွန်တော်တို့ရှမ်းမြောက်ဒေသမှာ အခုလက်တလုံးဟော့ရှော့ဖြစ်နေတဲ့ကိစ္စအရောပေါ့နော်လူတွေကြားမှာလဲစိတ်ဝင်စားဒေါ်လာရေးမဟာမိတ်တွေကြားမှာလဲအပြင်းထန်ဟိုပုံတိုင်း ခုနောက်မုံတိုင်းစစ်စင်ရေးဖြစ်နေတဲ့ကိစ္စကတော့မိုးကုတ်နဲ့မိုးမိတ်ကိစ္စပေါ့နော်ဒါကတော့မဖြစ်မနေပြောရမယ့်ကိစ္စလေးဖြစ်တာပေါ့ဆိုတော့အဲဒီဟာကိုမပြောခင်ကျွန်တော်တို့ဘယ်ကိုပြန်သွားရမလဲဆိုတော့ MNDA ကလာရှိုးကိုပြန်ပေးလိုက်ရတဲ့ကိစ္စပေါ့လာရှိုးကိုစစ်တပ်ကမတိုက်ကြဘဲနဲ့ဒီတိုင်းပြန်ရသွားအဲ့ရနေပြောကျွန်တော်တို့ရဲ့တော်လန်ရေးအချိုးကွေနည်းနည်းပြောင်းလာတာပေါ့အဲ့တော့ဘာလို့ပြောင်းလာလဲဆိုတော့ဒီရှမ်းမြောက်ကလွတ်လွတ်မြောက်မှုနယ်မြေတွေကျေလာတာနဲ့အမျှ အာဒီစစ်ပွဲအတွက်လိုအပ်တဲ့လက်နက်ခရမ်းမီးကြောက်တွေအညာဒေသကိုကျွန်တော်တို့ရှမ်းမြောက်ကနေစီးဆင်းခဲ့တာပေါ့နော်အော်စစ်တပ်ကဒါကိုကောင်းကောင်းသိတယ်ဒီဟာကိုမပိတ်နိုင်ရင်ဒီအညာဒေသအညာဒေသရဲ့ဒီစစ်စင်အားတွေကိုသူတို့ကန်တွယ်နိုင်မှာမဟုတ်ဘူးဆိုတာကိုသူတို့ကောင်းကောင်းသိသွားတယ်သိသွားတဲ့အခါမှာတော့ဒါတရုတ်နဲ့သူတို့ဘလို့အပေးယူတွေလုပ်တယ်ဆိုတာတော့ကျွန်တော်အနေနဲ့အသေးစိတ်မသိနိုင်ဘူးအခုကျွန်တော်ဆွေးနွေးခြင်းတဲ့အချက်တွေဒီရှမ်းမြောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းမီဒီယာတွေမှာဖော်ပြချက်တွေနောက်ကျွန်တော်ကိုယ်တိုင် အဲကျွန်တော်ရဲ့ဟိုဟိုခွန်ရက်ရှိတဲ့ပေါ့နော်နေမီမှာရှိနေတဲ့တော်လိုင်းရဲဘော်တွေတက်တွေဥဆောင်တဲ့သူတွေနဲ့အဲမေးမြန်းပြုစုထားတဲ့အချက်လက်တွေလည်းဖြစ်ပါတယ်ဆိုတော့ဒီအချိန်လေးမှာဘာဖြစ်လဲဆိုတော့ဒီလာရှိုးပေးလိုက်ရတယ်လာရှိုးပေးလိုက်ရတဲ့အချိန်နဲ့တပြိုင်တည်းမှာပဲဒီပေါ့နော်ရှမ်းမြောက်ကဒီဣရာဝူတွေကိုအဓိကတောက်တိုင်ဖြစ်နေတဲ့ခေါင်းကင်ဖခင်လိုလည်းဖြစ်နေတာပေါ့ဗျာဝါဝါကဝါတက်ဖွဲ့ရ သူတို့တွေဒီဒီသူတို့နယ်မြေကိုဖျက်ဆီးသွားလာတာလည်းမရတော့ဘူးဒီလက်နက်ခဲယမ်းမိကြောက်တာတွေမိကြောက်တွေကိုလည်းထောက်ပံ့ကူညီတာတွေလည်းမလုပ်တော့ဘူးဆိုပြီးတရားဝင်ထွက်ပြောတာပေါ့အဲ့ဒီအချိန်ထဲမှာပဲတရုတ်ကဒီတချို့အဲရှမ်းမြောက်ခြေဆိုင်တဲ့တချို့တပ်ဖွဲ့တွေရဲ့ခေါင်းဆောင်ပိုင်းတွေကိုထိမ့်သိမ်းပြီးတော့မှအကြေကျိုးချုပ်ထားတယ်ဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော်တို့သတင်းတွေထွက်လာတယ်ပိုဆိုးတာကတော့ဒီဒီရှမ်းမြောက်မှာရှိနေတဲ့အဖွဲ့တွေရဲ့ လူပုဂ္ဂိုလ်ဆိုင်ရာပိုင်ဆိုင်မှုပဲပြောပြောတပ်ဖွဲ့တွေရဲ့ပိုင်ဆိုင်မှုပဲပြောပြောဒီပိုင်ဆိုင်မှုတွေကတရုတ်နိုင်ငံထဲမှာရှိနေတာရှိနေတဲ့ခါကျတော့တရုတ်ကဒါကိုလုံးဝထိန်းချုပ်ပလိုက်တဲ့ခါမှာလုံးဝဒီဒီရှမ်းမြောက်ကအဲဒီစစ်စီလှမ်းရရက်သွားတာပေါ့နော်တစ်ချက်ရက်သွားတာနောက်ပိုဆိုးတာကကျွန်တော်တို့ကစစ်တိုက်တဲ့ခါမှာလူတွေကြီးပဲရှိုံနဲ့မရပါဘူးဟိုတဘောကတော့စစ်ကဲတဘောကတော့ logistics ပေါ့နော်အုပ်ချုပ်ထောက်ပံ့ကအရင်အရေးကြီးပါတယ် ဟိုတကယ်တကယ်ဆိုရင်လူလူအယောက်တစ်ထောင်လောက်တိုက်တယ်ဆိုရင်တော့အဲ့ဒီဟာကိုလုတ်ဖို့အုတ်ချုပ်ထောက်ပံ့ပေါ့နော်လူအပ်တဲ့လက်နဲ့ခရမ်းမီးကြောက်ရိတ်ခါအစဆေးဝါးပေါ့ဗျာဒါတွေကအရင်အရေးကြီးတယ်ဒါတွေကမမြင်တာတဲ့ဟိုစစ်ပွဲထဲမှာမမြင်တာတဲ့အချက်တွေပေါ့ကျွန်တော်တို့ကမျိုးတွေသိရင်တော့ဟာဝမ်းတာကြသိလားတနိုင်တော့ဝိုင်းကူညီကြဒါမှမဟုတ်ဒီမျိုးတွေသိမ့်ဖို့တိုက်ဖို့ခိုက်ဖို့လူတွေရှိနေုံနဲ့မရောက်တနက်တွေရှိနေုံနဲ့မရောက်လက်နဲ့ခရမ်းမီးကြောက်တွေအများကြီးလိုတယ်အခြားနောက်ကလို့ကိုဟိုကလိုအပ်တဲ့ဟာအများကြီးရှိတယ်ရိတ်ခါ73စီးဆေးဝါးဒါတွေကကျွန်တော်တို့ ဟိုမြင်သာဖို့လိုတာပေါ့နော်အဲ့တော့ဒါတွေအကုန်လုံးဒုံးဆိုရက်သွားတဲ့ခါမှာအဲ့မှာရှိနေတက်တည်းအခက်ခဲအရန်ကြက်သေးသွားတယ်အဲ့တော့နောက်ဆုံးမှာဘာဖြစ်လာလဲဆိုတော့အခုနောက်ဆုံး TNL ဘက်ကိုလှည့်လာတယ်ပဲ TNL ဘက်ကိုမလှည့်ခင်တော့ဒီစစ်တပ်ကဒီသူတို့လေရင်နေအားဖြည့်ထားတဲ့လေရင်နေနဲ့နေ့စဉ်နေ့တူတူကရှမ်းမြောက်မှာဘုံကျဲပြီးတော့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာပေါ့ဗျာအကြီးကျယ်တိုက်ခိုက်တာအဲ့တော့တစ်ဖက်ကလည်းအရမစုဆောင်းထားတဲ့စစ်သားတွေနဲ့ပေါ့အသေးခံပြီးတော့တိုးတာကြီးလှုပ်လာတယ် တော့တစ်ဖက်မှာလည်းတရုတ်ပါဝင်ဝါရူကနေတော့ဒီဘက်ကအဲထောက်ခံမှုအားရပ်သွားတဲ့အချိန်မှာတော့ကျွန်တော်ထင်တယ်ရှမ်းမြောက်ကအဲတကယ်ကျွန်တော်တို့အတိုင်းသားလက်နက်ကိုင်မဟာမိတ်တွေတော်တော်လေးအကြက်တက်ဖြစ်သွားပုံရတယ်အဲ့တော့အတီအန်အန်နေနဲ့ဆိုလို့ရှိရင်ဒါရှေ့မှာဆိုရင်ဒါတော်တော်လေးပြောခဲ့တာရှိတယ်ဒါဘောလုံးကန်နေတာလည်းမဟုတ်ဘူးဟလားဟိုခဏခဏနောင်လက်ဝဲထိုးနေတာမဟုတ်ဘူးဆိုတာတရားနန်တွေကခေါင်းဆောင်ပိုင်းတွေပြောခဲ့တာရှိရယ်ဒါပေမဲ့သူတို့တွေဒီသူတို့ပြောခဲ့တဲ့စကားတွေကိုသူတို့မျက်ွယ်ပြုတ်သွားတာတော့မဟုတ်တမ်းဘူးသူတို့မှလည်း ဖျားရည်အကြီးကျယ်ရှိပုံရပါတယ်သူရက်တီရေးတွေပေါ့နော်အခြေအနေတွေအဲ့တော့တချို့ကကြတော့လည်းပြောတာပေါ့ဗျာပြည်သူလူထုကိုငဲ့ညာပြီးဒီဟာကိုဘာလို့ရက်တယ်လို့ပြောရင်ငါတို့အညာမှာလည်းပြည်သူလူထုတွေခံနေရတာပဲဆိုတာမျိုးတွေရှိအဲ့တော့စစ်ကဲတဘောကတော့မာယာများတယ်အပြောင်းလဲမြန်တယ်အဲ့တော့ဟိုအင်အားကြီးနိုင်ငံငယ်ဘေးမှာကတ်နေရတာဖြစ်တဲ့အတွက်အင်အားကြီးနိုင်ငံရဲ့ရိုက်ခတ်မှုတွေကစားမှုတွေကတော့တော်တော်များတယ်အဲ့တော့နောက်ဆုံးအခုအလှည့်ကျလာတော့မိုးကုတ်နဲ့မိုးမိတ်ဖြစ်လာပြီအဲ့တော့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးရမယ်ပြန်ပေးတဲ့အခါမှာ TNN တွေက အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခေါ်လာပြီးတော့ဒီမြို့ကိုဝင်လာမယ်ဆိုတာမျိုးတွေဖြစ်လာတော့အဲ့တော့အဲကျွန်တော်ဒီဘက်မှာရှိတာသတင်းတွေအချက်လက်တွေရပြောရမယ်ဆိုတော့အဲအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိနေတဲ့မှာမန္တလေး PDF တို့လိုမိုးကုတ်ပါခဖတို့လို Trying View တို့လိုပုဂ္ဂိုလ် View တို့လိုမိုးမိတ်မှာဆိုလဲမိုးကုတ်ပါခဖတို့လိုဒီဖွဲ့စည်းတွေကတို့မျိုးတွေကိုကာကွယ်မယ်ဆိုတာမျိုးတွေဟိုတို့ပြည်သူလူထုသတင်းတစ်ခါပါကြတယ်အဲ့တော့ဟိုတချို့သတင်းချက်လက်တွေရလဲအဲ့လို ဟိုဖြစ်နိုင်တဲ့အနေအထားတွေမှာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကဘယ်လိုဖြစ်လာမလဲဆိုတာကတော့ဒါမှလည်းတစ်ဖက်မှာကြာလဲမဟာမိတ်တွေဖြစ်နေတယ်အသက်ပေးပြီးအတူတူတိုက်ခဲ့ကြတာတွေဖြစ်နေတယ်အဲ့တော့စစ်တပ်ကပြုမလင်းပြောရင်တော့လာရှိုးလို့တော့အရန်လော်လွယ်ကူကူနဲ့တော့မိုးကုတ်မိုးမိတ်ကိုဟိုသူ့အနေနဲ့ AI အေးချောင်းပေါ့နော် Isabel ဆိုတာမျိုးတော့ဖြစ်မယ်တော့မထင်ဘူးဒါမှလည်းအလှည့်ပြောင်းနေကတော့အများကြီးဖြစ်နိုင်တယ်သို့တော်လည်းပဲဘလိုတွေသဘောတူညီကြမယ်ဘလိုတွေဖြစ်ကြမယ်ဆိုတော့တော်တော်လေးတော့ဟိုအကဲဆက်တဲ့အခြေအနေမှာတော့ရှိတယ်ကိုတိုင်း ဲ့တော့ဒါကတော့ကျွန်တော်တို့ရှမ်းမြောက်မှာလက်ရှိဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ကြားမှာရှိနေတဲ့အပြိုင်မှုတွေအငင်းပမှုတွေပြည်သူလူထုမှာလည်းအမလို့အမများဖြစ်တာတော့ရှိတာပေါ့ကိုစလိုင်းရဲ့ဒါပေမဲ့ကျွန်တော်တို့ကဇင်းမြစ်ကိုတိဖို့လိုတယ်ဇင်းမြစ်ကိုကျွန်တော်တို့မေ့မသွားဖို့လိုတယ်ဒီပြဿနာတွေဖြစ်လာတဲ့ဇင်းမြစ်တွေတရုတ်ပဲအဓိကတရားခံတွေလက်တယ်တွေတရုတ်ပဲအဲ့တော့ဒီစစ်တပ်ကဒီဘာကြောင့်မလို့ရှမ်းမြောက်ကဒေါ်လာရင်းအဖွဲ့တွေကိုဖိအားပေးလာနိုင်တာလဲပေါ့နော်ဒါဒီ တရုတ်ကြောင့်ဖြစ်တယ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကမေးခွန်းကိုပြန်ပြီးတော့ထုတ်ချင်တာကတရုတ်ကဘာကြောင့်ရှမ်းဘက်ကတော်လိုင်းအဖွဲ့တွေကိုဖိအားပေးတာလဲစစ်ကောင်စီကိုဘာကြောင့်အကာအကွယ်ပေးနေတာလဲဆိုတဲ့အပိုင်းကိုကိုစနိုင်းကဆွေးနွေးပေးပါဦးအဲ့တော့ဒီတရုတ်ကစစ်ကောင်စီကိုဘာကြောင့်အကာအကွယ်ပေးလဲဆိုတော့ကျွန်တော်တို့ new online အစကိုပြန်ကြည့်မယ်ဆိုရင်2021တနှစ်လုံးမှာမြန်မာနိုင်ငံရဲ့ဒီပေါ့နော်ဟို new online ပေါ်ပေါက်တဲ့အချိန်မှာတရုတ်ဟာဒါပြည်တွင်းရေးပါဆိုတဲ့စကားလောက်ပဲပြောပြီးတော့ သူထဲထဲဝင်ဝင်မပါတာကျွန်တော်တွေ့ရတယ်သူကြည့်နေတယ်ရက်ပြီးတော့ကြည့်နေတယ်မပါဘူးအဲ့တော့မပါတဲ့အချိန်မှာအဲဒါလူလူဒေါ်လာရေးဆန္ဒပြမှုအကြမ်းဖက်ပေါ်လာတယ်နောက်တော့စစ်တပ်ကအကြမ်းဖက်တဲ့အတွက်လက်နက်ကင်ဒေါ်လာရေးစီကိုရောက်ပြီးတော့လက်နက်ကင်ဒေါ်လာမှုနော်လူလူရဲ့ဒေါ်လာမှုပေါ်ပေါက်လာတယ်အဲဒီခါမှာ2022တဲ့ရောက်တော့ဒီတရုတ်ကမင်းအွန်လိုင်းတို့ကိုအဲဟလာလုံတင်လုံဆိုင်တဲ့ဟာတွေကိုခေါ်ပြောတယ်ဒါတွေမလုပ်ပါနဲ့ဒါတွေဒါတွေလုပ်ပါသူတို့ခေါ်ပြီးတော့အလန်းချောင်းပေးတယ်ဒါပေမဲ့မင်းအွန်လိုင်းတို့ကနားမထောင် နားမထောင်တဲ့အခါမှာဒါနိုင်ငံတကာသတင်းတွေမှာကျွန်တော်တို့ပြန်ကြည့်လိုက်အဲ့လိုတွေ့ရတာပေါ့လေနားမထောင်တဲ့အခါမှာအတရုတ်ကမဲအောင်လဲတော်တော်မကြည့်ဘူးအဲ့တော့ဆိုရင်ဥပမာအဲ့တော့ဆိုရင်လန်ချမ်းမဲကောင်စီဝေးမြန်မာနိုင်ငံမှာလုတ်တယ်ပကံမှာလုတ်တယ်2022မှာလို့ကျွန်တော်ထင်တယ်အဲ့ဒီလုတ်တဲ့အချိန်မှာဝမ်ရီကိုတိုင်းလာတယ်လာတော့ဝမ်ရီအနေပြီးတော့မသွားဘူးနော်အဲ့ဒီပကံကိုပဲလာပြီးတော့ပြန်သွားတယ်မဲအောင်လဲနဲ့မတွေ့ဘူးမဲအောင်လဲအဲ့ချိန်မှာပဲသွားဆိုပသိန်ကိုရောက်နေတယ်ကျွန်တော်တို့အဲ့ချိန်မှာလဲဒါသတင်းတွေရေးခဲ့တာပေါ့နော်အဲဆိုတော့လန်ချမ်းမဲကောင်စီဝေးမဲအောင်လဲမတက်ဘူးအဲ့လောက်အထိတရုတ်နဲ့သူတို့ကြားထဲမှာအေးခဲနေတယ် ခဲနေတော့အဲ့ဒီအခြေအနေကနေမှနောက်တော့ဘလို့ဖြစ်လာလဲဆိုတော့ဒီကြားပြန့်ကိစ္စတွေကြီးထွားလာတယ်ကြီးထွားလာတဲ့အခြေအနေတည်းရဲ့မှာအဲဒီကြားပြန့်ကအဲသူတို့တရုတ်နိုင်ငံသားတွေရဲ့ပတ်စံနေဟောလာရွမ်ငွေပေါ့နော်ဘီလီယံပေါင်းများစွာအဲဆုံးရှုံးတဲ့အခါမှာဒီဟာတွေကိုလုပ်နေတာကလည်းမြန်မာနိုင်ငံရှမ်းမြောက်ဒေသမှာနေမှာရှိတဲ့ဒီကြားပြန့်လုပ်ငန်းတွေအများအပြားအတွေ့ကပ်ပြီးတော့မှအဲ့လားအမြင့်တွေပြီးလုပ်နေတာဆိုတော့တရုတ်ကလည်းသူတို့တရုတ်ထောက်လန်းရေးတွေနဲ့တည်ထားပြီးပြီ ကြောင့်မင်းအွန်လိုင်းကိုတောင်းတယ်ဒီလူဒီလူတွေပေးပါလို့သူတို့တောင်းတယ်မင်းအွန်လိုင်းဘက်ကတော့ဒါကိုမဟုတ်ပါဘူးမရှုပ်ပါဘူးပေါ့နော်မင်းတင်တယ်လို့မရုပ်ပါဘူးပေါ့ဗျာဆိုင်းဆိုင်ခန့်လိုက်ချင်းလို့သူကပြောင်းညင်းတာညင်းပြီးတော့မှသူကတရုတ်ကိုဟိုလိုအယောင်ပြဟိုအဆွဲပွားလေးတွေဖမ်းပြတာတရုတ်ကဒီလောက်နဲ့မရအောင်ဆိုတော့ဒီနောက်ဆုံးတက်သွညာနှစ်ကိုစစ်စင်ပေါ်ပေါက်လာတယ်အဲ့တော့အဲကျွန်တော်တို့နိုင်ငံတကာအကဲဖြတ်တွေသုံးသက်ချက်အရာတော့ဒီတက်သွညာနှစ်ကွန်ဒီတရုတ်ကမီးစိမ်းပြလိုက်တယ်โอเคငါတို့ဒါတာတွေလိုချင်တယ်ကြားပြနေနေလိုချင်တယ်မင်းတို့လုတ်ပေးပါ အဲဆိုပြီးတော့မှသူလည်းအတိုင်းအတာတစ်ခုထိတော့ indirect support တွေပေးခဲ့တယ်လို့ကျွန်တော်တို့အဲဒါတွက်ဆကြပဲပေါ့နော်ဆိုတော့တယောက်ကကြားပြန်ကိစ္စတွေကိုအဲနှိမ်နှင်းပေးဖို့အတွက်ပေါ့လေဒါသူတို့ဟိုဒီရှမ်းမြောက်မှာမိစိမ့်ပြလိုက်တာပေါ့ပြလိုက်တဲ့အခါကျတော့အတော်ညီနောင်မမိတ်သုံးဘွယ်ဖြစ်တဲ့အဲ MNDA ရဲ့ TNL ရဲ့ AA ရဲ့ပေါ့ဒါအပြင်မှာနောက် KIA ပေါ့လေဒါ၄ဘွယ်ပေါ့နော်အဓိကကတော့အဲရှမ်းမြောက်တခွင်မှာဒါစစ်စင်ရေးတွေအကြီးအကျယ်တပိုင်းနဲ့လုပ်ကြတယ် အဲ့တော့ကျွန်တော်မြန်မာပြည်သူတိပိတာပဲတက်တုံညာနှစ်ခွန်စစ်စင်ရေးကတော့ကျွန်တော်တို့တိုင်းပြည်တမိုင်းမှာအင်မတန်ထူးခြားတဲ့ဟာပေါ့ဗျာခဏလေးတွင်းမှာဟာလာအာကြည်စံနေတခါတဲ့ဘုံမိုးရွာကလေးရွာတဲ့ drone အစင်ပေါင်းထောင်ပေါင်းများစွာဟာလာနဲ့ကျဲတယ်တိုက်ခိုက်တယ်မြို့တွေဆိုရင်အများကြီးကြတယ်ဟာလာမူးမူးဆဲနောက်ပြီးတော့နန်းဘက်ကကုတ်ခိုင်းဒီဘက်မှာဆိုနန်းခမ်းဒီဘက်မှာဆိုမိုးမိတ်အောက်ကိုဆက်ဆင်းလာတော့တိန်တီတီဘောကြောင်မဲအနောက်ချိုးအားရကြီးအကုန်ပါတဲ့ပြည်ဒီဘက်မှာဆိုရင်လည်းအဲလောက်ကိုင်း တခွင်ပေါ့နော်လောက်ကင်ဒါကစားလဲကြတယ်လို့ဗျာအရှိတောင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရှိတယ်လာရှိုးကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးတခုလုံးကြောက်ကြောက်သွားတဲ့အခါကျတော့နောက်ဆုံးမှာအဒီပေါ့နော်အဲကြားဖြန့်အဲလုပ်ငန်းတွေလည်းအဲ့မှာတခါတည်းအဲဒီတော်လိုင်းတက်ဖွဲ့တွေကတော့တခါတည်းနှိမ်နေတာပေါ့ဒါပေမဲ့အဲ့မှာအဓိကကြတဲ့ဥပယ်ဆောင်ချိန်လို့မိသားစုတခုလုံးကကြဘယ်လိုရောက်နေဆိုနေပြီးတော့ရောက်နေတယ်မင်းအောင်လည်းခေါ်ပြီးတော့အဲငါးစီမှာလာနေငါးစီမှာလာနေလုံခြုံနေဆိုတဲ့ပုံစံမျိုးနဲ့ခေါ်ထားသလားတော့ တွက်စားရတာပေါ့လေအဲ့တော့နောက်ဆုံးကြမဲအောင်လိုင်းအခြေအနေဘလို့မှမကောင်းတော့ဘူးအဲ့တော့နောက်ဆုံးသူတရုတ်ရဲ့အဲဒီသူ့အပေါ်မှာပြင်းထန်တဲ့ဖိအားပေးမှုတွေကြုံတဲ့အခါမှာအဲ့တော့ဆိုမိန်ကုန်းနေထုတ်ပြောရင်ဒါအလုံးလည်းမှတ်မိကြမှာပါဒါဟာပြပအကျူကျော်စစ်ဖြစ်တယ်ပြပနိုင်ငံရေးတခုကနေလုံနေတာဖြစ်တယ်ဆိုပြီးတော့ပြောတဲ့အပြင်မှာသူ့ရဲ့အရန်အင်အားစုတွေဖြစ်တဲ့နော်သူ့ရဲ့အရန်တပ်ဖွဲ့တွေဖြစ်တဲ့ lobby တွေကနေတဆင့် ဲလားအဲဒါထုတ်ပြီးတော့ပြောရတဲ့မျိုးကြီးရှိတယ်ကျော်မျိုးမင်းတို့ဆိုအဲ့တော့ဆိုဒါတရုတ်ပါဆိုပြီးတော့ကိုလက်ညှိုးကောင်းကောင်းထုတ်ပြီးတော့ဂျောင်ပြောတာပေါ့ဗျာနောက်ပြီးတော့အင်မတန်ထူးထူးခြားခြားတရုတ်တန်ယုံရှိမှာတွားပြီးတော့ဆန္ဒပြတဲ့ဟာလေအဲ့ဒီအချိန်ကာလပေါ်ပေါက်ခဲ့တယ်ဒါအင်မတန်ကိုထူးခြားတယ်မဘာသာတယ်တရုတ်တန်ယုံရှိမှာတွားဆန္ဒပြတာနော်အဲ့တော့ဒီကြံလုံးမိလို့ရရေလောက်တာပေါ့လေအဲ့တော့နောက်ဆုံးကြပယ်ဆောက်ချိန်မိသားစုကိုမင်းအောင်လိုင်လွှဲပေးလိုက်တယ်သူဘလို့မှတရုတ်ကိုလွန်ဆန်လို့မရအောင်လွှဲပေးလိုက်တယ်အဲ့တော့နောက်ဆုံးတော့တရုတ်ကမင်းအောင်လိုင်ကိုငါတို့ထုထောင်းရိုက်နှက်ပြီးဆုံးမတာဒီလောက်ဆိုရင်တော့ လုံလောက်ပြီလို့တရုတ်ကယူဆပြီးတော့မှအဲသူတို့ရက်လိုက်ကြတယ်ရက်ပြီးတော့မှမဲအောင်လိုင်းလည်းခြေစလုံးဖက်ပြီးလိုက်တောင်းမှန်တော့ဗောဗျာသူစိုးဝင်းကိုလွတ်ပြီးတော့တောင်းမှန်ထိုင်းတယ်နော်နောက်ဆုံးကြတော့အတရုတ်ကလည်းသူအခြေအနေပြန်တုံ့တက်တဲ့အခါကျတော့မြန်မာနိုင်ငံမှာသူကဒီစစ်တပ်ကအာဏာဘိုးချက်ကိုထိန်းထားတယ်စစ်တပ်ကြာရှုံးသွားလို့ရှိရင်တိုင်းပြည်ဖျို့ဖျက်ဖြစ်သွားရင်သူတို့အတွက်အကျိုးစီးပွားတွေပိုထိခိုက်နိုင်တယ်ဒါကြောင့်သူတို့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်တဲ့လူကလည်း အဲအနေဆုံးတော့ဘဟုမှာထိန်းချုပ်ထားတဲ့လူကစစ်တပ်ပဲရှိတဲ့အတွက်စစ်တပ်ကိုသူတို့ support ပေးရမယ်ဆိုတဲ့ပုံစံနဲ့သူတို့ပြန်ပြီးတော့လုပ်တယ်ဒါအပြင်မှာသူတို့ရဲ့နေဆက်မှာရှိတဲ့တိုင်းရင်းသားဤအဝူတွေကိုလည်းသူတို့ကမကြည့်ထွားစေချင်ဘူးဤအဝူတွေရဲ့နိုင်ငံအင်အားတွေကကြီးထွားလာတယ်အဲလားအရှိန်အဝါတွေအနေထားတွေကကြီးထွားလာလူထုထောက်ခံမှုတွေလည်းပိုအားကောင်းလာတဲ့အခြေအနေတည်းကိုသူတို့မလိုချင်ဘူးပေါ့ဗျာ Federal တွေ Democracy တွေမလိုလားတာတော့ဒါတရုတ်ရဲ့ဘူရင်းသဘောထားပဲတရုတ်ရဲ့ Original သဘောထားကတော့သူကအားနည်းတဲ့ဘိုးအစိုးရကိုသူကလိုချင်တယ် ငါနဲ့တဲ့ဘူအစိုးရကိုလိုချင်တယ်နောက်ပြီးစီးပွားရေးလုံးလုံးကောင်းတဲ့နိုင်ငံရေးတည်ငြိမ်မှုဒါကိုလိုချင်တယ်တရုတ်ပြောနေတဲ့မြန်မာနိုင်ငံရဲ့တည်ငြိမ်အေဂျင်စီဆိုတာဘာလဲဆိုတော့ဟလာစီးပွားရေးလေးလေးလုံးလုံးကောင်းရမယ်တရားဥပဒေကလည်းစိုးမိုးမှုမရှိအောင်ထွေထွေဖျဲရလည်းဖြစ်နေရမယ်သိတယ်မလားအဘူအစိုးရကလည်းအားနည်းနေရမယ်နေဆက်မှာကြတော့အဲတိုင်းသာလက်နက်ကင်တွေလက်နက်ကင်တော်လှန်ရေးအင်အားစုတွေကနေဆက်မှာအားကောင်းနေရမယ်အဲသူကဒီလိုပုံစံမျိုးနဲ့အဲသူကသူချုပ်ထားတာပေါ့နော်အဲ့တော့ဘူအစိုးရလည်းချိနဲ့ဒီဘက်ကလည်းအင်အားမရှိဘူး ဒီဘက်ကလည်းအဲသူပြောတဲ့အတိုင်းလုပ်တဲ့ဒီအော်ရီကိုဒီလိုဖြစ်စေချင်တာပေါ့နော်ဥမာရှမ်းမြောက်မှာဆိုရင်များကျွန်တော်တို့အင်မတန်မြင်ရပါတယ်နော်အလားကိုကန်အဖွဲ့ဆိုရင်အနောက်မီဒီယာတွေအင်တာဗျူးမပေးရဆိုတာမျိုးတွေအစဒါလုတ်တယ်ဗျဘယ်တော့မှကျွန်တော်တို့မကြားဘူးတဲ့ဟာမျိုးတွေပေါ့နော် NUG နဲ့မဆက်ဆံရဆိုတာမျိုးပါပြင်ညာချက်ထုတ်ခိုင်းတဲ့အထီကိုထုတ်တာပေါ့နော်ကိုကန်တို့ဆိုလည်းတတ်နိုင်သမျှတော့သူတို့ညင်း 調査ပြီးတောက်ခံကြည့်ပါသေးတယ်။ဒါပေမဲ့ဘလို့မှမရတဲ့အခါကျတော့တို့အဲလိုက်ရောရတာပေါ့ဗျာ။တို့ရဲ့ခေါင်းဆောင်တွေကိုလည်းအဲဟလာတရုတ်နိုင်ငံထဲမှာအခြေချုပ်ပုံစံထိန်းသိမ်းထားတာတွေတို့ပိုင်ဆိုင်မှုတွေကိုသိသိအီချိတ်ပိတ်တဲ့ပုံစံမျိုးတွေရှိတဲ့အခါကျတော့တို့နောက်ဆုံးလက်လျှော့နောက်ဆုံး YouTube လဲစီဝါကိုတိုင်းအားဆဟလာတို့ရဲ့မဟာမိတ်တပ်တွေကိုမကူညီလို့နိုင်တော့မထောက်ပံ့တာတော့ပါဘူးဆိုပြီးတော့မှကိုကြီးညာတဲ့အခြေအနေအထိကိုတရုတ်ပြည်အကြီးတာပေါ့လေနော်ဗျာ။အဲ့တော့ ဒါလည်းပါတယ်ပေါ့နောက်ပြီးတော့မန္တလေးမူဆယ်ဒီလမ်းကြောင်းကြီးကိုလည်းပြန်ပွင့်စေခြင်းပေါ့နော်ကုန်သွယ်ရေးလမ်းကြောင်းပေါ့နော်ဥပမာဆိုတော့ချင်းရွှေပေါ့ဗျာအဲ့ဒီဟာတွေကိုပြန်ပြီးပွင့်စေခြင်းဒါဆိုကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်နေအတွက်သူ့တို့လည်းအဲထိခိုက်တယ်ပေါ့အဲ့တော့ဒီအခြေအနေတွေကြောင့်တရုတ်ကအပြင်းထန်အဖိအားပေးပြီးတော့မှလုပ်နေတာဖြစ်တယ်အဲ့တော့ line show ပြန်ပေးလိုက်ရတယ်အဲနောက်ပြီးတော့အခုဆိုရင်ဒါနောင်ချိုပါသွားပြီဒီဘောပါသွားပြီအဲကြောက်မဲပါသွားပြီပေါ့နော်နောက်တော့အခုမိုးမိတ်နဲ့မိုးကုတ်ကတော့အောက်ရောက်အတန်နေ ထွက်နေတာပေါ့ဗျာအဲ့တော့အခြေအနေကတော့အဲ့လိုရှိပါတယ်ဗျာအဲ့တော့ကိုသတ္တဟိုကျွန်တော်မေးချင်တာကဒီတရုတ်ရဲ့ဖိအားလက်ရှိမှာဆိုရင်ဒါရှမ်းမြောက်ဒေသမှာဆိုရင်တော်တော်ကိုကြီးကြီးမားမားရှိနေတယ်ဆိုတာပေါ့နော်ကျွန်တော်ဆွေးနွေးခဲ့တယ်မှာလည်းပါပြီးပေါ့ဗျာအဲ့တော့ဒီရှေ့အလားလာဘာတွေဆက်ဖြစ်နိုင်လဲတရုတ်ဖိအားကြီးကြီးမားမားဆက်ရှိနေခြင်းကမြန်မာနေဦးတော်လန်ရေးအတွက်ခံတာဖြစ်နိုင်လားအနောက်ရှက်ဖြစ်နိုင်လားတော်လန်ရေးအေဂျီအချိန်တစ်ပြေးပြေးနေပြီးတော့ ရက်သွားနိုင်လာပေါ့တချို့တွေကအဲ့ကိစ္စကိုစိုးရိမ်နေကြတယ်ပေါ့ဗျာအတရုတ်ကအင်အားကြီးတယ်ကမ္ဘာရဲ့ထိပ်တန်းစူပါပါဝါနိုင်ငံကြီးဒါကြီးကဒီလောက်ထိဒီလိုလှုပ်လို့ရှိရင်ဒုဒေါ်လာရင်းများအာဟလာတဖြည်းဖြည်းနဲ့ပြုတ်လုံးလိုပဲလုံးပါပါသွားမလားပေါ့ဒီလိုစိုးရိမ်မှုတွေလည်းရှိကြတယ်ပေါ့ဗျာအဲ့တော့အဲဒီပြင်းစားဆရာတယောက်အနေနဲ့ဘလို့သုံးသက်လဲဗျာအဲ့ဒါပြောပြပေးပါဦးတော်လန်ကြီးကအတိုင်းတာတစ်ခုတည်းတော့တုံနှေးသွားတာတော့ဒါကျွန်တော်တို့အမှန်တရားပဲဒါပေမဲ့ရက်တန့်သွားမှလာဆိုတော့ အဲ့ဒါတော့လုံးဝမဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့အခုဒီကနေ့တော်လန်ရေးမှာပါဝင်ကူညီနေတဲ့ဒီငွေကြေးတွေခဏငွေစည်းစင်းမှုတွေကိုကျွန်တော်တို့ကိန်းကနန်းတွေရာကြည့်လိုက်မယ်ဆိုရင်မြန်မာပြည်သူလူထုကူညီမှုကအများဆုံးပဲ။ဂျာပြည်သူလူထုထောက်ခံတဲ့တော်လန်ရေးဆိုတာကျွန်တော်တက်တည်ပြတာ။နောက်တစ်ချက်ကတရုတ်ကဟုတ်ပြီဖိအားပေးတယ်။ပေးနေတာတော့အသိတယ်။အခုရှမ်းမြောက်တင်ပေးနေတာမဟုတ်ဘူးတရုတ်တွေကရယံကိုလည်းပေးတယ်။ တစ်ဖက်ကျွန်တော်တို့ ARD နယ်စပ်မှာရှိနေတဲ့ရခိုင်ပြည်နယ်ကိုလည်းဖိအားပေးတယ်ကျွန်တော်တို့ကပြီးခဲ့တဲ့ရပိုင်းကဆိုရင် AAC ကနေမြို့တွေပြန်တောင်းတယ်ဆိုတာမျိုးတွေရှိတယ် AAC ကနေမြို့တွေပြန်တောင်းတယ်ဆိုတာမျိုးတွေရှိတယ်ဆိုတော့ဖိအားပေးခံနေရတာတော့ရှမ်းမြောက်တခွေတည်းတည်းမဟုတ်ဘူးအဲ့တော့သူ့ရဲ့ဒေသန္တရအခြေအနေတွေပထဝီနိုင်ငံရေးအခြေအနေတွေပေါ့နော်အဲ့လိုအခြေအနေတွေပေါ်မှာမူတည်ပြီးတော့အဲတော်လန်ရေးကတော့ဆစ်ဆက်သွားနေကြတာပဲအဲ့တော့ပြောချင်တာက ရှမ်းနောက်ကအဖွဲ့တွေကိုတရုတ်ကဖိအားပေးလို့ရတာဘာကြောင့်လဲဆိုတော့နှစ်ပေါင်းများစွာသူတို့ကတရုတ်ကိုမိကိုးပြီးတော့မှရက်တည်ခဲ့ရတဲ့နေသားမှရှိတဲ့အဖွဲ့အစည်းတွေဖြစ်နေတယ်။ဟုတ်ပြီတော်လန်ရေးအညာမှာရှိနေတဲ့တန်း30လောက်ရှိနေတဲ့နော်မြန်မာနိုင်ငံလူကြီးရဲ့တန်း30နီးပါးလောက်ရှိနေတယ်လူလူကြီးရှိနေတဲ့နေရာကျွန်တော်တို့အညာပဲအဲ့တော့အဲ့ဒီအညာကတော်လန်ရေးအားကောင်းလာဖို့အခြေအနေရာတရုတ်ကထိုင်ရိုက်လာဖိအားပေးလို့မရဘူးဒါနဲ့ပြည်သူလူထုတွေမှာတော့ထိခိုက်တာဖုံးရှုံးတာတော့ရှိမှာပေါ့နော် တော်လိုင်းကြီးတရားကပြတ်တာဟိုပါဘေးရဆူချိုးကြီးရှိလိမ့်မယ်အဲ့တော့တရုတ်ကဖိအားပေးလို့ကျွန်တော်တော်လိုင်းကြီးရပ်တော်မယ်ဆိုတော့မဖြစ်နိုင်ကျွန်တော်မယုံကြည်ဘူးနောက်တစ်ခုရှိတယ်ခုနကျွန်တော်ရှေ့မှာအကြောမှာပြောခဲ့တယ်လို့ပါပဲစစ်ကမာယာအယံများတယ်အပြောင်းလဲအယံမြန်တဲ့အထက်မှာစစ်တူရဲ့သဘောသဘောကပါတယ်အဲ့တော့တော်လိုင်းကြီးအင်အားစုတွေ MUD NUG အပေါင်းဝင်ခြားသောဤအဟုတွေမဟာမိတ်တွေဒီလဲဒီတရုတ်ကဖိအားပေါ့နော်တရုတ်က logistic ကိုဖြတ်တဲ့ကိစ္စကိုကျော်လွှားနိုင်မှုနည်းလမ်းမျိုးစုံရှာပြီးတော့လုပ်နေတယ်လို့ကျွန်တော်ယုံကြည်ထားတယ် ကျော်နွားကျော်လွှမ်းနိုင်လိမ့်မယ်လို့လေကျွန်တော်ကတော့ယုံကြည်တယ်ကျွန်တော်တို့တရုတ်ကဖိအားပေးလို့ကျွန်တော်တို့တော်လည်းရက်သွားမှာမဟုတ်ဘူးเนาะနောက်တစ်ချက်ရှိတာကတရုတ်ကိုသိစေချင်တာရှိပါတယ်ဒါဘာလဲဆိုတော့တရုတ်ကအာစစ်တပ်ကလာသူ့ရဲ့လုပ်ငန်းတွေကိုကာကွယ်ပေးနိုင်မှာလို့သူတို့ယုံကြည်နေတဲ့ကိစ္စကျွန်တော်အချက်နှစ်ချက်အကြံပြုပြောပြပါမယ်ဒီကနေ့လေဗရောင်းတောင်ဆိုတာကျွန်တော်အညာဒေသမှာရှိတဲ့ဒကိုင်းတိုင်းမှာရှိတဲ့ချင်းချင်းနီစီမံကိန်းကတရုတ်ဖြစ်စေချင်တယ်လို့ဖြစ်နေတဲ့အခြေအနေမှာမရှိတော့ဘူး မရှိတော့အဲ့တော့တော်နိုင်အင်အားသူတွေကဝမ်းပက်ဝိုင်းပိတ်ပြီးတော့ထိန်းချုပ်တာတွေရှိတယ်အဲတိုက်ခိုက်တာတွေရှိတယ်ဒါပေမဲ့ဘယ်ဘွဲတွေကလောက်ပါတယ်ဆိုတာမျိုးတော့တိတိကျကျသတင်းတွေထုတ်ပြန်တာမျိုးတော့မရှိဘူးဒါပေမဲ့မြေပြင်အဖွဲ့တွေသိပါတယ်ဘယ်ဘွဲတွေလောက်တယ်ဘယ်လိုဖြစ်နေဆိုတော့သိပါတယ်တရုတ်ထောင်နိုင်ရင်လည်းသိပါပါအဲ့တော့အဲ့တော့ဘာလို့လဲဆိုတော့အဲ့လိုဒီသူတို့ကစီမံကိန်းကိုဒါတိုက်ခိုက်တယ်ပိတ်ဆို့တယ်ဖြတ်တောက်တယ်အဲ့လိုမျိုးတွေနီလာမျိုးစုံနဲ့လုပ်နေတဲ့ခါကျတော့သူတို့ဘာလုပ်လာလဲဆိုတော့သူတို့အဲအဲ့ဒီတမရှိတဲ့အဖွဲ့အစည်းတွေကိုသူတို့စကားပြောနေတာပတ်စံပေးနေတာဒါမျိုးတွေသူတို့စ조사လာတာရှိတယ် အဲ့တော့ဒါဘာကိုပြနေလဲဆိုတော့သူတို့ရဲ့သူတို့ရဲ့လုပ်ငန်းတွေကိုစစ်တပ်ကပြေဝမကာကွယ်နိုင်ဘူးဆိုတော့ပြနေတာအဲ့တော့ကျွန်တော်ခြေပိုင်းမှာရှိခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်ဒီကပ်ပိုင်လိုင်းဆိုရင်လည်းနထိုးကြီးဘက်မှာကပ်ပိုင်လိုင်းကိုစောင့်နေအဲဒီဒီစစ်ကွန်မရှင်တပ်သားတွေကိုတော်လိုင်းရေးအင်အားစုတွေပေါ့နော် local အဖွဲ့တွေအဲ PDF တွေကဝင်တိုက်လို့ဝင်တိုက်ခဲ့တာရှိတယ်ဝင်တိုက်ခဲ့တာရှိတယ်အဲ့တော့ဒီပိုင်လိုင်းကြီးဟာဗျရှင်းရှင်းလေးမျက်စိနဲ့မြင်သာအောင်ပြောရရင်ရခိုင်ပြည်နယ်မှာအစပြုတယ်ဟုတ်တယ်ရခိုင်ပြည်နယ်မှာအစပြုတယ် ပြီးတော့အညာဦးဖြတ်ပြီးမှကျွန်တော်တို့ရှမ်းမြောက်ကနေမှတရုတ်ပြည်တော့ဝင်တာပါအဲ့တော့ဒီပိုင်လိုင်းကြီးကိုအကာအကွယ်ပေးဖို့ဆိုတာတစ်တက်ကြီးပဲလေအကာအကွယ်ပေးလို့မရဘူးရှမ်းမြောက်ကမာဒီတရုတ်နဲ့တရုတ်ကဖိအားပေးထားတဲ့လက်နက်ကင်ဖွဲ့တွေရကြီးပဲလေကာအကွယ်ပေးလို့မရဘူးအနောက်ဆုံးအေရတခုတည်းလည်းကာအကွယ်ပေးလို့မရပါဘူးအညာဒေသမှာလည်းဒီပိုင်လိုင်းကြီးဖြတ်သွားတာရှိပါတယ်အဲ့တော့ဒါပေမဲ့ဟိုပေါ့နော်ဟိုအဲ့တော့ ဒီတော်လန်ရေးရဲ့အရွှေအပြောင်းတွေဟာတရုတ်ကဖိအားပေးတဲ့အတွက်တော့အကြက်တဲတွေတော့အများကြီးကြုံနေရတယ်။စိန်ခေါ်မှုတွေအများကြီးကြုံနေရဒါမငင်းမငင်းနိုင်တဲ့အမှန်တရားတွေပဲ။ဒါပေမဲ့ကျွန်တော်ထင်တယ်အဲ့ဒီအကြက်တဲတွေကိုဖောက်ထွက်သွားရင်ကျွန်တော်ထင်တယ်တော်လန်ရေးရဲ့အရွှေပြောင်းတရှိန်လို့ထက်တဲ့သွားလိမ့်မယ်။အဲ့ဒီအဲ့ဒီအဲ့ဒီထက်တဲ့သွားဖို့အခြေအနေကိုလည်းပဲအဲအကုန်လုံးကဟိုကြော်လွှမ်းနိုင်မှုဟိုစူးစမ်းပြီးဆောင်ရွက်နေကြတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့နောက် ပြည်နိုင်ငံရေးအပြောင်းလဲတွေပေါ့ဗျာအခုကျွန်တော်နိုင်ငံအကြအပြန်ကိစ္စတွေမွေးစုဝါကိစ္စတွေဟာကဘာမှာမသိရမလားဟိုအမိုက်ပုံကြီးလို့ဖြစ်နေကျွန်တော်တို့နိုင်ငံတည်င်းနေရအဲ့တော့အနောက်နိုင်ငံတွေအမေရိကန်လိုနိုင်ငံမျိုးကစအတန်တွေအရန်ထွက်လာတဲ့အခါမှာစက်ကောင်တီတောင်ဘလူးဘလဲဖြစ်သွားတာတွေဟိုနည်းနည်းအယူမီဝမ်းဖြစ်သွားတာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ပြည်နိုင်ငံရေးအရွှေပြောင်းနေကြားဖြန့်ရုပ်ရှင်ဘယ်လောက်ထိဆက်ရိုက်ကြအောင်မလဲဆိုတာလဲကျွန်တော်တို့တော်လိုင်းရေးမှာတော့အနည်းငယ်တော့တက်ရောက်အောင်မထင်နေဗျအဲ့တော့အဲ့တော့ကျွန်တော်ထင်ပါတယ်ဟို နောက်ပြီးတော့ဗျာတင်မှာဟိုတချို့တွေပြောနေစစ်ကရှုံးနေပြီတော့ခမညာဟိုကမီးကျိုးမောင်းပြက်ကလေးနဲ့တိုက်ခဲ့ရတာလေဗျာမီးကျိုးမောင်းပြက်ကလေးနဲ့တိုက်ခဲ့ရတာအခုခမညာအခုအညာမှာခမညာဟိုတလောကကဲဝင်ဝင်ပြီးချလိုက်တဲ့ဟာဆိုခမညာစင်သာကြီးတတ်မှတုံးတုံးလို့ပါလို့ဆိုဖျော်ပြရဖြစ်သွားပြီးတော့တုံမန်းတွေအများကြီးလက်နဲ့တွေအများကြီးရတာဒါအညာမှာရှိနေတဲ့ PDF တွေအညာမှာရှိနေတဲ့ဒီ local အဖွဲ့တွေရဲ့ တိုက်ဆွမ်းရည်တွေလက်နဲ့ဆွမ်းရည်တွေမြင့်လာတယ်ဆိုတော့ပြတာပဲလေဆိုတော့အများကြီးဒီဘက်မှာလည်းပဲအများကြီးတိုးတက်လာတယ်ရှိရနောက်တွန်လိုင်းရဲ့ဘေးရွယ်ဆိုးကျိုးတွေမတရားမှုတွေဒါတွေကတော့ရှိတာပေါ့ဗျာဒါတွေလိုက်ပြီးတော့အပြစ်နာစာတွေကြည့်နေပြီးတော့တွန်လိုင်းရဲ့အစင်မပြေတော့ဘူးမင်းတို့ရှုံးတော့မှာပါဆိုတော့အဲ့ဒါစစ်ကောင်စီရဲ့ဝါရဖြန်နေဝင်သွားတဲ့ကောင်တွေပဲအဲ့တော့စစ်ကောင်စီရဲ့ဝါရဖြန်နေထဲမှာလည်းဝင်လို့မရဘူးစစ်ကောင်စီကဘာတွေလုပ်နေလဲဆိုတော့ကျွန်တော်တွန်လိုင်းရဲ့ဖွဲ့တွေနဲ့ဂျားထဲမှာအကွဲအပြဲတွေပုံများအောင် ရှိရစစ်ကဲ့သဘောမှာတော့ဗျာတိလားစိတ်သက်စစ်စင်ကြီးကသတင်းမှတွေပြပြီးတော့ကျွန်တော်တို့ချင်းချင်းပြဿနာတရားကိုငုံချောတဲ့ဟာတို့လားစနစ်ပြူရတယ်မှာပေါ့ပါတယ်ကျွန်တော်ဒီအချိန်တွေလိုလဲကြည်ထားဖို့လိုတယ်တတိထားဖို့လည်းလိုတယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးအပိုင်းကိုဆွေးနွေးရအောင်ပါကိုစလိုင်းအဲ့တော့နောက်ဆုံးအပိုင်းကတော့ဟုတ်ပြီတရုတ်ကစစ်ကောင်စီကိုရွေးချယ်ခဲ့တယ်သူတို့အကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်မယ်လို့သူတို့ကတော့ယုံကြည်နေလို့ထင်ပါတယ်နော်သူတို့ကယုံကြည်တယ်ထင်တယ်အဲ့တော့ကိုစလိုင်းရဲ့အမြင်ကိုသိချင်တယ်စစ်တပ်ကသူတို့ရဲ့တရုတ်ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ပေးနိုင်မယ်အခြေအနေမှာရှိသလား အဲ့တော့ဒီနီးလန်းကိုဒီလန်းကို ရွေးခဲ့တဲ့တရုတ်ကရွေးချယ်မှုဟာမှန်ကန်တယ်လို့ဟိုဇလန်ယုံကြည်လားဒီဟာနဲ့ပတ်သက်ပြီးသုံးသပ်ပြောတရုတ်ဟာသူအကျိုးစီးပွားအတွက်စစ်ကောင်စီကိုရွေးချယ်ခဲ့တဲ့လောက်ရကတခွန်းနဲ့ပဲပြောပါဆိုရင်တော့ဒါလုံးဝမှားရွင့်တယ်လို့ကျွန်တော်ကပြောချင်တယ်အဲ့တော့ဘာလို့အဲ့လိုပြောတယ်လဲဆိုတော့စစ်ကောင်စီဒီအာဏာသိမ်းစစ်အုပ်စုကိုမြန်မာသူလူထုကလုံးဝလက်မခံဘူးဒီအချက်တစ်ချက်ထင်းနေတယ်ဒါတရုတ်ရဲ့ရွေးချယ်မှုကမှားရွင့်တယ်လို့ကျွန်တော်တို့က definitely အတိအကျအဖြေထုတ်လို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံတစ်ခုကိုတိစောက်ထားတဲ့အခါမှာဟလာအနေနမိတ်ရှိတဲ့အချို့ချာအနာရှိတယ်။နောက်ပြည်သူလူထုရှိတယ်။ဒါကအတိအကျပဲ။ဒီကျွန်တော်တိုင်းပြည်ကဒီမိုကရေစီစနစ်နဲ့တိစောက်ထားတဲ့တိုင်းပြည်ဖြစ်တဲ့ဒီမိုကရေစီကိုလူလားကြတယ်တောင်းကြကြတယ်တပ်ဝင်ယုံကြည်ကြတယ်။ဒီအတိုင်းပဲတိုင်းပြည်ကလည်းဖြစ်တည်လာခဲ့တယ်ဗျာ။နိုင်ငံအဖြစ်နဲ့စပြီးတည်ထောင်ကြရဟလာ။အဲ့တော့ ဒီမိုကရေစီစစ်မှာပြည်သူလူထုကအဓိကဖြစ်တယ်ပြည်သူလူထုကဒီစစ်အုပ်စုကိုမြင်းကိုမမြင်ခြင်းဘူးကြားကိုမကြားခြင်းတော့ဘာဖြစ်လို့လဲဆိုတော့အကြမ်းမဖက်ဖဲနဲ့ဟလာဒူရေးဒူရေးဆိုပြီးတော့ဟလာပြည်သူအာဏာပြည်သူပြန်ပေးလမ်းမပေါ်မှာငင်းငင်းချမ်းချမ်းဆန္ဒပြတဲ့လူတွေကိုကြီးအစ်စ်တွေနဲ့ပြစ်တက်ပြီးတော့အဲ့ကလေးကရုပ်ရုပ်မှန်မှန်နဲ့ဟလာမိုက်မိုက်ကန်ကန်လုပ်ခဲ့တဲ့စစ်တပ် အဲ့တော့အဲ့တော့ကိုတို့အကြမ်းဖက်တဲ့အတွက်လူလူကလက်နက်ကံပြီးဒေါ်လန်ပုံခုခံတဲ့အခါကျတော့ဒါကိုလည်းထပ်ပြီးလေးရင်နဲ့ဘုံနေကျဲအလားအမြောက်လက်နက်ကြီးတွေနဲ့ပြစ်နေစင်နေမြတ်တက်ဖြတ်နေတဲ့ဟာတွေကိုလူလုံးဝလူလူကလက်မခံနိုင်တော့ဘူးအဲ့တော့ဒါကိုသိတဲ့အတွက်တရုတ်ကလည်းမင်းတို့အလားယူကပွဲမြန်မြန်လို့နိုင်ငံတကာလူတော်တိုးလို့ရအောင်ငါတို့ဝိုင်းပူညီပေးမယ်ဆိုပြီးတော့မှစစ်အုပ်စုကိုလူတော်တိုးလို့ရအောင်ယူကပွဲကိုဒါအတုအယောင် ရေကောက်ဘူးအတင်းဆွတ်လုတ်ခိုင်းနေတယ်ပေါ့ဗျာအဲ့တော့မဲအောင်လည်းလည်းဖုတ်ပုံမှုကြိုက်နေအတင်းအင်းဆွတ်လုတ်တာပေါ့လေဆွတ်လုတ်တော့အခုဘာဖြစ်လဲဆိုတော့အခုစစ်တပ်တည်းကဟလာသူ့ရဲ့အာဏာတူတူသိမ်းခဲ့ကြတဲ့စစ်ဘုချုပ်ကြီးတွေပေါ့လေအောင်လင်းတွေတို့မြားထွန်းဦးတို့အဲဒီပုဂ္ဂိုလ်တွေကဆအကုန်လုံးရေကောက်ဘွယ်ဝင်ခိုင်းပြီးတော့တက်ကနေထွက်ပြီးတော့ဘောင်းမီချွတ်ပြီးတော့မှလှုပ်လိုက်တယ်ပေါ့နော်ဂျန်ဟိုင်ပါတီတွေထည့်ရေကောက်ဘွယ်ဝင်ခိုင်းတယ်ရေကောက်ဘွယ်ကနေတက်လာတဲ့ဂျန်ဟိုင်ကြီးလက်ထက်မှာလေလူလူကလက်ခံမှာမဟုတ်ဘူးဒါလုံးဝတည်ကြတယ်မြန်မာလူလူကဓာမိုးတဏ္ဏမိုးအုပ်ချုပ်ထားလို့သာအတက်မထွက်ရဲတာဒါဖြစ်တယ် လက်မခံတာတော့လက်မခံဘူးပဲအခုချိန်မှာလည်းလူပေါ့ကအနုနည်းနဲ့ရတဲ့နည်းနဲ့လူတို့ဟာစန့်ကျင်နေကြတယ်ဟလာဟိုသူတို့ဇာနာမပအကြောင်းကိုနီးမျိုးစုံနဲ့ဖော်ထုတ်နေကြတယ်ပေါ့ဗျာအဲ့တော့ကျန်းခိုင်ဆိုရဖြစ်နေဒီစစ်ဘုံချုပ်တွေပြောင်းအတွင်ပြောင်းပြီးအုပ်ချုပ်လဲပြင်မာပြည်သူတို့ကတော့လက်ခံမှာမဟုတ်ဘူးဆိုတာကိုဒါကိုလည်းဖြတ်ပြီးပြောချင်တာပေါ့နော်အဲ့တော့ ဒီတရုတ်ရဲ့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်စွမ်းစစ်တပ်မှာရှိသလားဆိုကိုတန်းတောင်ဆွေးနွေးထဲမှာလည်းပါပြီလက်ဘရောင်းတောင်ဆိုရင်ဒါတော်လိုင်းအင်အားစုတွေထိန်းချုပ်တော့သူ့အကျိုးစီးပွားကိုမကာကွယ်နိုင်တော့အခုကြောက်ပြူဆိုရင်ဒါရခိုင်တပ်တော် A ကတိုက်ပွဲတွေဖြစ်နေတယ်ဒါရခိုင်တပ်တော် A လက်ထက်ကိုတစ်ချိန်မဟုတ်တစ်ချိန်ကတော့ကြောက်ပြူလည်းကြမှာပဲဒါဆိုရင်စစ်အုပ်စုကဒါကာကွယ်မပေးနိုင်ဘူးဆိုတဲ့အချက်တွေကအထင်ရှားဆုံးပေါ့ဗျာဒါရေနံပိုင်လိုင်းကြီးတောင်မှတော့တော်လိုင်းအင်အားစုတွေကဒါအချိန်တစ်ခုကိုသူတို့ချိန်ဆနေတာပေါ့နော်။ဘာပဲပြောအင်းနေချင်းနိုင်ငံကြီးဆိုတော့ အဲ့တော့မျိုးစုံထိဆပြီးတော့မှအတိုင်းအတာတစ်ခုတည်းသူတို့အချိန်တွေကိုကြည့်နေကြတာလို့ကျွန်တော်ယူဆတယ်။အဲ့တော့တရုတ်အနေနဲ့တရုတ်အစိုးရအနေနဲ့အချိန်မီတာကို ပြုတ်ပြင်တဲ့ဒီလူတို့ကိုအကြမ်းဖက်နေတဲ့ဒီစစ်အုပ်စုကိုတရုတ်ဟာမထောက်ခံမှ မကူညီမှအဆင်ပြေမယ်။ပထမဆင်းရတော့တရုတ်ဟာဒီလူရက်ကိုအမြန်ဆုံးရပ်တန့်တဲ့နယ်လို့ကျွန်တော်တော့မြင်နေပြ။မဟုတ်လို့ရှိရင်နောက်တစ်ချိန်မှာမြန်မာလူထုပေါ်မှာစစ်အုပ်စုဟာ ရက်ဆက်တတ်တဲ့ရက်ဆက်မိုင်းရိုင်းတတ်တဲ့မိုင်းရိုင်းပြီးတော့အချမ်းဖတ်မှုတွေကပုံများတတ်တဲ့များလာရင်လူလူရဲ့ဒေါသတွေစေအောင်စုအပေါ်တွေမကတရုတ်အပေါ်မှာပါတရုတ်အစိုးရအပေါ်မှာပါတက်ရောက်လာလိမ့်မယ်မြန်မာနိုင်ငံမှာတရုတ်ဆန့်ကျင်ရေးကိစ္စတွေအခြေကျေဖြစ်လာလိမ့်မယ်အာဖရိကတိုက်မှာတချို့နိုင်ငံတွေမှာဖြစ်ခဲ့တယ်လို့မျိုးဟလာအထူးကြုံနေဖြစ်ပြီးတရုတ်အမျိုးသားအကျိုးစီးပွားပိုင်လုပ်ငန်းတွေဟာ ူတို့ရဲ့အကြီးအကျယ်ဆန့်ကျင်မှုဝေဖန်မှုနဲ့တိုက်ခိုက်မှုတွေကြုံကောင်းကြုံလာရနိုင်တယ်ဒါကျွန်တော်ကကျိုနမိတ်ဖတ်တာမဟုတ်ဖြစ်နိုင်တယ်ကိုကျွန်တော်ကြိုပြီးတော့ပြောပြတာအဲ့ကြရင်တရုတ်အကျိုးစီးပွားတွေပို့ပြီးဆုံးရှုံးပါလိမ့်မယ်အကြီးအကျယ်ဆုံးရှုံးပါလိမ့်မယ်ဒါကြောင့်တရုတ်အစိုးရအနေနဲ့အမြန်ဆုံးဒီစစ်အုပ်စုဘက်ကကြားခံပေးတာတွေထောက်ခံပေးတာတွေကိုရတန်တင်ပြီလို့ကျွန်တော်ကတော့အဲဒီလိုပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကုသိုလ်ရှင်အခုလိုပြည့်ပြည့်စုံစုံဆွေးနွေးပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ ဟုတ်ကဲ့ပါဦးသနာအောင်ကြီးမြန်မာပြည်သူလူထုလည်းဒီရက်နေ့တူတူကနေကင်းဝေးပြီးတော့မှဒီကေဆုခိပြည့်ခြင်းနဲ့အမြန်ဆုံးကြုံလာနိုင်ပါသည်လို့ဆန္ဒပြုပါရစေ။